ဒီနေ့အတွက်ကတော့မုံနဲ့ကစုံရွက်ကြော်လေးလုပ်ပြမယ်ပေါ့နော်ပထမအောင်ဆုံးထိုင်ဝမ်ကစုံရွက်လေးကို အရင်ဆုံးခြွေပါမယ်ထိုင်ဝမ်ကစုံရွက်ကိုခြွေရတဲ့အခါမှာအရွက်လေးကိုဒါလေးနဲ့ခြွေရပေါ့နော်ပြီးရင်တော့ကစုံရွက်အယူတန်လေးတွေကိုစားရတာလေကိုအောင်လို့ပြားပါမယ်ပြားပြီးတော့သေးသေးလေးတွေနှီးပါမယ်နှီးပြီးတော့ရင်တော့ကြောတဲ့အချိန်မှာအရသာဝင်အောင်လို့ပေါ့နော်အဲ့ဒါလေးပြီးသွားရင်ရေနဲ့ ဲစေးပါမယ်ရေစေးပြီးတော့ရင်ရေကိုပြောင်းလို့အယိုးတက်တက်အရွက်တက်တက်စေးမယ်ပေါ့နော်အားလေးစေးပြီးတော့ရင်တော့မှုကိုမဲနေရလေးတွေနည်းနည်းလေးနှီးပါမယ်မှုကဒီမှုနဲ့ကြော်ရင် ပို့ပြီးရောစားလို့ကောင်းပါရဲ့မှုလေးတွေကိုလည်းတန်းစင်အောင်လို့တခါလဲရေနဲ့၃လေး၅ထပ်လောက်စေးပေးပါမယ်စေးပြီးသွားရင်တော့ပကံလေးနဲ့ခနာဆဲထည့်ထားပါမယ်ပြီးရင်တော့မှုကိုအခုပြထားတဲ့နီးနန်းလေးအတိုင်းလိုက်ပြီးတော့နှီးကြည့်လို့ရပါတယ်ဒါကတော့အစင်းနှင်းပြင်ထားတဲ့ဖန်လေးပေါ့ ါ့နော်ပြီးရင်ထဲဦးလေးကို စီလေးထည့်ပါမယ်စီပူလာရင်တော့အရင်တိုင်းပဲအင်းကျတော်မျိုးတပြားထားလေးကိုအနံ့မွေးလာရဲ့အထီးစီးတက်ပေးပါမယ်ပြီးရင်တော့ကစုံရဲ့အယိုးတန်လေးကိုအရင်ဆုံးကြော်ပါမယ်ပြီးရင်ရေနေထည့်ပြီးတော့ကြော်ပါမယ် ရင်တောင်းကြရင် ပေါ့နော်မှုလေးပါလိုက်ထဲပါမယ်မှုမထဲခင်သူ့ကိုအရင်ဆုံးနူးအောင်ကြော်မယ်ပြီးရင်အရွက်ထဲပါမယ်အရွက်လေးထဲပြီးသွားရင်တော့မှုလေးထဲရလို့မယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းနည်းနည်းညှို့သွားအောင်လို့ကြော်ပါမယ် ပြီးရင်အခုဆိုရင်တော့မှုန်လေးနှီးထားရည်ပါထည့်ပါမယ်အခုသုံးထားရည်နှီးထားကမှုန်ကများသွားရပေါ့နော်ပြီးရင်တို့ရဲ့အားလုံးကိုအရသာဝင်အောင်လို့စားလေးထည့်ပါမယ်ပြီးရင်တော့နှံ့သွားအောင်လို့နူးလာပြီဆိုရင်တော့တခါရေချလို့ရပါပြီအားလုံးပဲလိုက်လို့စားကြည့်ပါအောင်နော်ကျေးဇူးများရင်တင်ပါရယ်